အားလုံးဝင်မင်္ဂလာပါမွန်လိုက်ချန်နယ်မှာကြိုဆိုပါရစေအခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စာရေးဆရာအကဆိုရေးသားတဲ့ပညာသည်အဖွာဆောနဲ့နောက်ဘဝခံရသူဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဇလန်းစနောက်ဘဝတည်းဆိုတာလူတွေခဏခဏပြောကြတယ်ဗျဒါပေမဲ့တကယ်ကြုံလားဆိုတော့မကြုံဘူးကြဘူးလို့ပြောလိုက်မယ်ဒါပေမဲ့ကြောက်ကတော့နောက်ဘဝတောင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဗျ ဒီအကြောင်းလေးကိုခင်ဗျားတို့သိအောင်ကြုတ်ပြောပြခြင်းလေအဲ့ဒီတုန်းကလေကျုပ်က10နှစ်သားလောက်ပါပဲအဖွားကကျုပ်ကို ရှင်ပြုတ်ပေးခြင်းလေဒါပေမဲ့မတက်နိုင်ဘူးပေါ့အဖွားချန်က၄၅အေကာ၄၅အေကာလောက်ကျဲတယ်ခြံထဲမှာတီးပင်စားပင်တွေအစုံစိုက်ပြီးတော့အဲ့ဒီကထွက်တဲ့အသီးနှံတွေကိုဖလိုဈေးမှာတိုက်အောင်တော်ရန်ဈေးတယ်ပေါ့ဗျာဈေးအောင်ရတဲ့ငွေကကျုပ်တို့မြေးပွားအတွက်စားလောက်ပြီးမဲ့ဘလူတန်းလို့ကိုရှင်ပြုတ်ဖို့လောက်အထိ စုမိဆောင်မရှိဘူးပေါ့ဗျာကျုပ်ကိုရှင်ပြုတ်ပေးမယ်ဆိုပြီးပတ်စံကလေးဆူထားလိုက်ကျမ၏ကိစ္စဖြစ်လို့ကုံသွားလိုက်နောက်တစ်ခါပတ်စံဆူလိုက်အကြောင်းတစ်ခုခုနဲ့ကုံသွားလိုက်ဆိုတာကြီးပဲဗျနောက်ဆုံးတော့အပွားစောကထုတ်မိရတယ်ကင်မကြီးနင့်မြင်းကိုနင့်မြေးကိုရှင်မပြုတ်ပေးဘူးလားတဲ့ဒီရွယ်ဆိုသင်ငန်းနိုင်တပိတ်နိုင်ပါပြီတဲ့အပွားကတော့ပြုတ်ဝေးချင်တာပေါ့ဒါပေမဲ့လှူလို့ခုစုမိဆောင်မရှိသေးဘူး သင်္ကန်းပြည့်ခရာဘူးလဲမတက်နိုင်မသေးဘူးဆိုတာနဲ့အဖွားစောကသင်္ကန်းတွေဘာတွေတူလူပါမယ်အလူအတွက်လဲသူစိုက်ထုတ်ပေးပါမယ်ငလင်းကလေးကိုရှင်ပြုတ်ပေးလိုက်ပါလို့ထုတ်ပြောရှာတယ်အဖွားဆိုရင်တော်တော်ပျော်သွားတာဗျကျုပ်ဆိုရင်တော့ဘာပြောကောင်းမလဲဗျအဖွားစောကိုဖတ်ဖတ်ပြီးနမ်းပြလိုက်တာအခုကကလေးတွေကတော့ရှင်ပြုတ်တာဘာညာအောင်စိတ်တယ်တိတ်ထားမှာတော့မဟုတ်ပေမဲ့ကျုပ်တို့တုန်းကတော့ဒီကောင်ရှင်မပြုတ်ရသေးဘူးဆိုရင်ညှနာငေးရတယ်ဗျ ယောက်ျားကလေးဆိုတာရှင်ပြုတ်ပြီးမှထွာလာတယ်လို့ပြောကြသေးတာကြောင်းတက်ရင်ရွယ်တူတွေကြီးတက်ရတာဆိုတော့ကျန်တဲ့ငွေချင်းတွေကကြုတ်ကိုမျက်စိလေးဖြစ်နေတာရှင်မပြုတ်သေးရလို့ဆိုဝိုင်းပြောတယ်ကြုတ်တယ်ဘဲခန့်ချင်လဲကမင်းတို့အตาနေစမ်းမှာငါရှင်ပြုတ်ရင်မင်းတို့လိုဂုံဘိုးမစည်းပဲမြင်းစည်းပြီးရှင်လောင်လှဲ့မှာกว่าလို့ဒီကောင်းလေးမခန့်ချင်အောင်ပြောထည့်ရတယ်အခုတော့အွားစောကကြုတ်ကို ရှင်ပြုပေးမယ်ဗျာကျုပ်တို့ဖတ်လို့ရမှာဘုန်းကြီးကျောင်း၅ကျောင်းရှိတယ်ဗျာမြန်မာပြည်ကျောင်းပိတ်ရဆိုရင်အဖွားကကျုပ်ကိုရွှေပြည်ကြီးဖျားကြီးကျောင်းတိုင်းလို့ခေါ်တဲ့ဘုန်းကြီးကျောင်းမှာ အပ်ပေးထားတယ်အဖွားနဲ့ဦးသိန်းတွေကလည်းရင်းနှီးနေတယ်ဆိုတော့ပြောရရင်ဘုန်းကြီးကျောင်းသားလောက်ခိုင်းတယ်ဆိုပါတော့ဗျာမနက်ခင်ဦးသိန်းတွေအာယုံဆွမ်းစားပြီးတော့ဒါနဲ့ကျုပ်တို့လူကျောင်းသားတွေကဘုန်းကြီးကျောင်းကိုသွားတက်ရတာပါပဲပြီးရင်ဦးသိန်းတွေရွာထဲဆုံးခံကြွားတဲ့အခါ လောက်ကန်ကူညီပေးရတယ်။ဥစဉ်တွေစွန်းစားပြီးတာနဲ့ကြံတဲ့စွန်းကြံတွေကိုကျုပ်တို့ចောင်းသားတွေကစားကြတောက်ကြပြီးရင်ဥစဉ်တွေကကျုပ်တို့ကိုဖျားစားတွေတင်ပေးရတယ်။ကျုပ်ကရှေ့နှစ်ကိုရင်ဝတ်မှာဆိုတော့သင်္ကန်းတောင်းတွေပါတယ်ကြိုးပြီးတင်ပေးထားတယ်ပေါ့။ညနေကျရင်ရွာထဲပြန်အိတ်တာကတော့အိမ်မှာပြန်အိတ်ပေါ့။ကျုပ်တို့ចောင်းသားတွေက၃လယောက်လောက်ပဲရှိတာ။တရက်တော့ကျုပ်အိတ်ရထားနောက်ကျသွားတယ်ဗျ။နောက်ကျနေပြီဆိုတော့တိတိကျကျပဲ မျက်နှာသစ်ပြီးဘုံကြီးเจ้าကိုပြေးရတော့တာเจ้าရောက်တော့ဦးစင်းတွေကဆုံးခံထွက်ဖို့တောင်ပြင်ဆင်နေကြပြီဒါနဲ့ပဲဦးစင်းတွေနဲ့အတူတူဆုံးခံထွက်လိုက်တယ်တမနဲ့လုံးဘာမှမစားရသေးတဲ့အပြင်အခုရွာကိုပတ်ပြီးဆုံးခံလိုက်ရတယ်ဆိုတော့ဖိုက်ထဲကတကူကူနဲ့စားလာတယ်ဗျကျုပ်တို့ရွာတီနေပုံကလည်းအရှိနဲ့နောက်ရွာတန်းရှိကြီးဆိုတော့သွားရတာတမျောတခေါကြီးပါပဲအဲ့ဒီလိုဆုံးခံထွက်ရင်ရွာထက်ရောက်တော့ဘိမ့်ဘိမ့်မုတ်တဲ့အတော်ကြီးကကျုပ်ကိုခေါ်ပြီး ဘိမ့်မုတ်သုံးချက်လှူလိုက်တယ်ဗျဒီလိုလှူတာကိုလည်းကျုပ်တယောက်ပဲသိတာဆုံးမှန်ထွက်ရင်ဦးစင်းတွေက အရှိကနေအတန်းလိုက်ကြွားပြီးအလှူခံတယ်ထမင်းတွေဟင်းတွေဂျိုက်တွေကိုကျုံတို့လိုနောက်ကလိုက်တဲ့ចောင်းသားတွေကလဲထည့်ပြီးယူရတယ်ဒေါက်တာကိုင်းတာနှီးတဲ့လူနဲ့တွေ့ရင်တော့ចောင်းသားတွေကအနောက်မှာပြက်ပြီးကြံနေခဲ့တာဗျနောက်တော့မှဦးစင်းတွေအနောက်ကိုပြေးလိုက်ပေါ့အဲ့ဒီနေ့ကလည်းဒီလိုပဲဗျဦးစင်းတွေနဲ့တခြားចောင်းသားတွေက ခမခက်လန်လန်ကိုရောက်နေပြီးကျုပ်တယောက်တည်းအနောက်မှာပြက်ကြံနေခဲ့တာဘိမုံတေကြီးကလည်းဘာစိတ်ကူးပေါက်တယ်မသိပါဘူးဗျာအရှိကဦးစင်းနေဖြတ်တော့မလူပဲကျုပ်ကိုခုမှလာလှူတာဗျာကျုပ်ကဘိုက်ဆာနေတဲ့កောင်ဆိုတော့မတွေးသင့်တဲ့အတွေ့တွေးလိုက်တယ်ငငယ်ငယ်ကလည်းငယ်သေးတာဘူးဗျာဒီဘိမုံတွေလှူလိုက်တော့ဘယ်သူမှမသိဘူးဒီတော့ဘယ်သူမှမပြောပဲငါတယောက်ပဲဖွတ်စားမယ်ဆိုပြီးတော့ကျွတ်ကျွတ်အိတ်နဲ့ထုတ်ထားတဲ့ဘိမုံ၃ချက်ကိုခေါင်းဆောင်ရထည့်ပြီးဖွတ်ထားလိုက်တယ် ကပေါင်းသားကလည်းကြီးတယ်ဗျဆုံးခံလိုက်ရင်ပစိုးတွတ်တူဝတ်တာဆိုတော့ကပေါင်းသားကအပေါ်မှာအတော်ထွက်နေတယ်မဟုတ်လားဘိမုတ်ကလည်းသိမကြီးပါဘူးဗျလက်တော်ဝါလောက်ရှိတာဖွဲ့ရလွယ်တာပေါ့ဒီလိုနဲ့ဘယ်သူမှမပြောဘဲဆုံးခံဆက်လိုက်လာခဲ့တယ်ဘိုက်ကလည်းစာကပေါင်းသားထဲကမြေပဲတွေအုံသီးဆန်တွေဖြူထားတဲ့ဘိမုတ်ပုပ်ပုံကိုလည်းသိစားချင်နေတာပေါ့ကျုပ်ဖြစ်အကြောင်းကိုသာအမြန်ဆုံးရောက်အောင်ပြန်ပြေးလိုက်ချင်တယ်ဗျာ ဆုံးဖန်ကအပြန်ကြတော့ကျုပ်ကအမောပြည့်သူလူဘာလူလူနဲ့တခြားအကြောင်းသားတွေအလစ်မှာသာသနာဗိမာန်ကြီးစီထွက်လာခဲ့လိုက်ပြန်သာသနာဗိမာန်ကြီးကတုံးတက်ရှိတယ်ဗျခုံးကြီးကြောင်းထိတ်မှဆောက်ထားတယ်တုံးတန်ဆိုရင်တော့ခတ်ထားတာများတယ်ဗျအလူပွဲတွေဘာတွေရှိမှသာသနာဗိမာန်ကြီးကိုဖွင့်ပြီးလှုပ်ကြတာမျိုးကျုပ်သာသနာဗိမာန်စီကိုလာခဲ့ရတာအဲ့ဒီမှာလူရှင်းတယ်သာသနာဗိမာန်အောက်ဆုံးထပ်မှာဆောက်လုပ်ရေးပစ္စည်းတွေ လှူဒန်းလုပ်ရင်သုံးတဲ့သင်္ဘုံကြီးတွေနဲ့ပစ္စည်းပစ္စည်းအရထည့်ထားတာမသိရင်စတိုဘန်းလိုပါပဲမှောင်ကလည်းမှောင်တယ်ကျုပ်ကအကြံသမားဆိုတော့ရေဘူးလေးတဘူးယူပြီးဘိမှန်အောက်ကိုဝင်ခဲ့တယ်သင်္ဘုံကြီးတွေအနားမှာထိုင်လိုက်ရင်ဘိမုတ်တွေကိုထုတ်စားလိုက်တယ်ငတ်နေလို့လားမသိဘူးစားလို့ကောင်းချက်ပဲဗျာသုံးချက်သလုံးစားပြီးရေတဝတောက်ချပစ်လိုက်တယ်ဘိုက်ကိုကားနေတော့ပဲဗျာမောကလည်းမောဘိုက်ကအင့်သွားပြီဆိုတော့မျက်လုံးတွေကမှေးစင်းကြလာတယ်ဗျာ စောစောချင်းမတိုင်ခင်အထိတမေးတော့တော့မေးလိုက်ဦးမဆူမဆိုပြီးမေးလိုက်တယ်။မေးနေရင်ကြုံလာတယ်မှာခြေစံကြီးကြားတယ်။တစ်ချက်ချက်နဲ့6လျှောက်လာတဲ့ခြေစံကကြုံနာမှာရက်သွားတယ်။အစကတော့ဦးစင်းတဘာဘာဝင်လာတယ်ထင်တယ်ဗျ။အဲ့ဒီလူကကြုတ်ကိုလှုပ်နှုံလိုက်တော့မှကြုတ်လန့်နှူးသွားတယ်။တွတ်တွတ်ချက်ချက်ကြည့်လိုက်တော့ဒီလူကတင်ကြီးတယောက်ဖြစ်နေတယ်။အဘော်ကခရင်အင်းကြီးကြီးဝတ်ပြီးအောက်ပိုင်းကခရင်ပစိုးတထဲကိုခတ်တူတူဝတ်ထားသေးတယ်။ ဘောဝဖိုင်ဖိုင်နဲ့လူကြီးတယောက်ပေါ့ဗျာဟေ့ကောင်ထတာမင်းဒီမှာဘာလို့အိတ်နေတာလဲကျုပ်ကဘာပြောမှမသိဘူးဗျာဒီလူကြီးကလာငါနဲ့လိုက်ခဲ့ဆိုပြီးအစီကနေဥဆောင်လျှောက်သွားတယ်သူခေါ်တာဆိုတော့ကျုပ်လည်းအနောက်ကနေလိုက်သွားမိတယ်ဗျာလိုက်သွားရင်လည်းသာသနာ့ဘိန်းမှန်ထဲကနေတော်တော်လှမ်းလှမ်းရောက်တော့အရှိမကရင်ရွာကြီးတူအောင်တွေ့လိုက်ရတယ်ဗျာဘာဖြစ်လို့ကရင်ရွာလို့ပြောလဲဆိုရင်ရွာထဲမှာစောက်ထားတဲ့အိမ်ကြီးက ကရင်အိမ်ပုံစံတွေကြီးပဲရွာထဲတွာလာနေကြတဲ့လူတွေအကုန်လုံးကလည်းကရင်ရိုးရာတင်တိုင်းအင်းကြီးတွေပစိုးထမိန်တွေဝတ်လို့ပဲဗျကျုပ်နောက်ကိုလှည့်ကြည့်လိုက်တော့သာသနာပိတ်မှန်ကြီးလည်းမရှိတော့သလိုကျုပ်တို့ရွာကလေးလည်းမရှိတော့ဘူးဗျကျုပ်ဘလို့မအောင်စဉ်းစားမတတ်တော့ဘူးဒီချိန်ထိကရင်ကြီးနောက်ကိုလိုက်လိုက်မိနေတော့ပဲဗျခက်လန်လန်ရောက်တော့စမ်းချောင်းကလေးတစ်ခုတွေ့ရတယ်စမ်းချောင်းကလေးကတိတ်မကျေဘူးဗျ ရေအနှက်ကလည်းခါးလေတော့ပဲရှိမှာစမ်းချောင်းဟိုဘက်ဒီဘက်ဝဒံဝါဒဒါလေးတခုထိုးထားတယ်ခြေနှင်းအဖြစ်ဝဘိုးဝါးသုံးလုံးလောက်ကိုတန်းစီပြီးခင်းထားတာဗျဟိုလူကြီးကဝါဒဒါကို ဖြတ်ချသွားတယ်ကျုပ်လည်းလိုက်ဖြတ်ထည့်လိုက်တာဒရားကလေးကခဏနီခဏနဲ့ဆိုတော့နင်းလိုက်တိုင်းတကြွကြွနဲ့အိကျသွားလိုက်တာလူတကူလုံးတရားဘောကပြုတ်ကျသွားမှတော့ကြောက်နေရတယ်တရားဘောလည်းဖြတ်ပြီးတော့ ကျုပ်တကူလုံးဆောင်းလွင်းကြီးရောက်သွားသလိုချမ်းစိတ်တက်သွားတယ်ဗျအချိန်ကလည်းညနေဆောင်လို့အချိန်မျိုးဗျတံတားကိုကူပြီးတော့ကရင်ရွာကြီးကထင်းထင်းရှားရှားပေါ်လာတာဗျရွာမှာရှိတဲ့လူတွေကဘိုးကောင်းစားလာတွေဝုတ်ပြီးတွာလာနေကြတာကျုပ်ကိုမြင်တော့အထူးဆန်းနဲ့နှုတ်ဆက်ကြတယ်ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကိုလည်းကျုပ်အကြောင်းလေးမေးတယ်ဗျမေးတာကတော့ကရင်လူမေးတာပါကျုပ်ကကရင်လူနည်းနည်းပါးပါးတက်တယ်ဆိုတော့သူတို့ဘာတွေပြောနေလဲဆိုတာသိနေတယ် ျုပ်ကိုရွာထိပ်မှာအိတ်နေတာတွေ့လို့ခေါ်လာခဲ့တယ်လို့ပြောတယ်။ကျောက်စိတ်ထဲမှာတော့ငါကသာသနာ့ပိမှန်နဲ့အိတ်နေတာပါ။ဘယ်လိုလုပ်ကရင်ရွာထိပ်ရောက်နေလာလဲဆိုပြီးအံ့ဩနေမိတယ်။ကျုပ်ကရင်လိုတက်တာအဖွားကြောင့်ဗျ။အဖွားကကရင်တော့မဟုတ်ဘူး။ဒါပေမဲ့ဂျပန်ခေတ်မှာငငယ်ရွယ်နဲ့မိဘတွေဆုံသွားတော့ကရင်မကြီးတယောက်ကအဖွားကိုငွေသားလိုက်တာဗျ။အဖွားကအရက်ပုပ်ပုအသားဖြူဖြူနဲ့ဆိုတော့ကရင်မနဲ့တူတယ်အဖွားကရွာကလူတွေကမကရင်မလို့ပဲခေါ်ကြတာများတယ် ကျုပ်ကအဖေမိထက်ဆိုင်အဖွားလက်ပေါ်မှာပဲကြီးပင်းလာခဲ့ရတယ်လို့ဆိုတော့အဖွားပြောတဲ့တင်းစကားတွေကြားရင်တော်တော်တန်တန်ပြောတတ်တယ်နားလေတာကတော့လုံးသေးပတ်စိနီပါနားလေတယ်ဗျာခုလေကရင်ကြီးတွေကကရင်လိုပြောနေကြတာကိုကျုပ်အကုန်နားလည်နေတယ်သူတို့ပြောဆိုရာဆိုရင်ရွာမှာပျော်ပွဲရွှင်ပွဲတစ်ခုလုပ်နေကြတယ်ဆိုပဲဟုတ်တော့ဟုတ်လောက်ပဲဒါကြောင့်လဲရွာသူရွာသားတွေကဘုကောင်းစားကောင်းတွေဖြုတ်ပြီးရွာကိုတွားနေကြတာပေါ့ဗျာ ကျုပ်ကလည်းကရင်ကြီးကရွာလေကို ခေါ်သွားတယ်။သူပြောတာကတခင်မဆိုလားအစင်မဆိုလားအဲ့ဒါနဲ့တွားတွေ့မယ်လေဗျာ။ကရင်ဝှစုံဘိုးထားပြီးမဲ့ကျုပ်တို့မြင်မှုသူတို့ဘဘွားတွေပါတွေနဲ့လှလှပပတော့မဟုတ်ဘူးဗျာ။အများအပြည့်အနေအစင်ကျက်သွေးအောင်အစင်ပါတဲ့အင်ကြီးရိုးရိုးတွေကိုဝှထားကြတာ မင်းကလေးတွေကရွှေတွေတွေတိတ်မို့ပင်ငွေနဲ့လှုပ်ထားတဲ့အထည်တွေကြီးတွေနဲ့လှုပ်ထားတဲ့အထည်တွေကိုဝတ်ထားကြတယ်ရွာကြီးကတော်တော်ကြီးကြီးပဲဗျမြို့ကလေးကြီးပါလို့ဖြစ်နေတဲ့ကျုပ်တို့ရွာထက်တော့ပိုကြီးသေးတယ်ရွာလည်းလမ်းတိုင်းလျှောက်လာရင်တဖြည်းဖြည်းနဲ့လူကပိုများလာတယ်ရွာလည်းအနားရောက်တော့ကြောက်သားနဲ့ထုထားတဲ့ကျွဲရုပ်ကြီးနှစ်ယောက်ကလမ်းဘေးဝဲရမှာရှိနေတယ်ကျွဲရုပ်ကြီးတွေကအတော့ဝင်လိုက်တာဗျာ ြုတ်ဝုန်းဝုန်းလေးဆိုလှမ်းမြင်လိုက်တော့ကတကယ်ကျွေးကြီးနေလို့ထင်မိနေတာဗျကြီးတာကတော့အိမ်တလုံးသားလောက်ရှိတယ်ကျုပ်ကတော့ကလေးပြီပြီဒီရွာကိုကျွေးနှက်အောင်ရွာလို့စိတ်ထဲကနေနာမည်ပေးလိုက်မိတယ်ကျွေးဦးကြီးတွေကိုဖြတ်သွားပြီးတဲ့အခါကွင်းပြင်ကျဲကြီးတစ်ခုစီကိုရောက်သွားတယ်အဲ့ဒီကွင်းမြင့်ကြီးကျဲကြီးထဲမှာလူတွေမနေဘူးဗျ။ကွင်းထဲမှာမိဘုံကြီးတပုံရှိနေတယ မိဘုံကြီးကလည်းကြီးလိုက်တာအိမ်ကြီးတစ်လုံးနှီးပါပါမိဘုံမင်းသားမှာအဖြူအောင်ဝတ်ထားတဲ့မိန်းကလေးတွေကောက်ကုန်နေကြတယ်ဆိုင်းတွေပုံတွေပြီးတဲ့ကလည်းညံနေတာပဲပြုလူတွေကြားထဲကျုပ်ကိုခေါ်သွားရင်လည်းနောက်ဆုံးမိဘုံကြီးရဲ့မြောက်ဘက်လောက်မှရှိတဲ့တဲနန်းကြီးတစ်ခုထဲကိုခေါ်သွားပါရောတဲနန်းကြီးကိုဝက်ကတ်တွေနဲ့ကာထားတယ်တချို့နေရာတွေမှာငပြောပင်တွေကိုအပင်လိုက်စိုက်ထားတယ်ငပြောပင်တွေကအသီးတွေအခိုင်အမြနဲ့ဗျာ တဏှာမှာတော့ကြံမင်းတွေကိုခြံစည်းကြီးလို့ဖြစ်အောင်စိုက်ထားသေးတယ်။အဲ့ဒါတွေကိုဖြတ်ပြီးတော့တဲပြပြပြခင်းထားတဲ့ကွင်းမြလို့ဟာကြီးတွေရောက်သွားတယ်။အဲ့ဒီမှာတစ်သားတွေနဲ့နန်းတော်ပုံစံအသေးစားဆောက်ပြီးအရှိတ်ဘက်မှာမင်းကလေးထိုင်နေကြတယ်။တလန်းလုံးရှောက်လာတဲ့ပြင်းကြီးကမင်းကလေးတွေရှေ့အောင်မှရက်သွားတော့တယ်။တင်တိုင်းအင်းကြီးအဖြူကြီးဝတ်ထားပြီးခေါင်းမှာငွေတွေနဲ့လှုပ်ထားတဲ့တရကူလိုလိုချွန်ချွန်တက်တက်အရာကြီးဆောင်းထားတဲ့မင်းကလေးတယောက်ရဲ့အရှိတ်မှာ ဘုရင်ကြီးကဒူးတုပ်ပြီးထိုင်ချလိုက်တယ်။အဲ့ဒါအရှင်မဆိုတာပဲဖြစ်မယ်။ဘုရင်ကြီးကကျုပ်ကိုတွေးတဲ့ကြောင်ရိုးရိုးသေးသေးကိုပြောနေတာဗျ။အဲ့ဒီအရှင်မကကျုပ်ကိုလှမ်းကြည့်ပြီးအံ့ဩနေတယ်။သူ့ကိုဘယ်လိုတွေးတာလဲ။ရွာထဲမှာအိတ်နေတာတွေ့လို့ခေါ်လာခဲ့တာအရှင်က။သူကဒိုးနဲ့မအပ်စပ်ပါဘူး။ဘယ်လိုဖြစ်လို့တွေးတဲ့လူကိုခေါ်လာရတာလဲ။ကျုပ်လည်းရွာထဲမှာတွေ့တာနဲ့ဘာလို့မှမသိလို့အရှင်မစီခေါ်ခေါ်လာပြတာ။အေးကိုလေ तू ရောက်သိန်းလို့ရောက်လာတာပဲ သူ့ကိုခေါ်ထားရမှာပေါ့သူတို့ပြောတာတွေကိုကျုပ်အသေးပဲပေါ်မရအောင်ဗျမကြခင်အရှင်မဘေးနာကအဖိုးကြီးတယောက်ကမတက်ထားရရင်ဟိုလင်းအရှင်မပွဲစားဖို့အချိန်ရောက်ပြီပွဲကိုစတင်ပါတော့အရှင်မကကောင်းနေတယ်ဗျကျုပ်ကပြင်မှုပဲမပြင်နေလို့တဲ့ပွဲတတော်ကိုအနေချင်းသိတယ်ကျုပ်ကပြင်မှုဝင်မယ်ပြင်နေလို့တဲ့ပွဲတော်တွေကိုအနေချင်းသိတယ် ။အော်ပွဲနှစ်တစ်ကူပွဲကောက်တစ်စားပွဲတွေကြုံကူးပေမဲ့အခုသူတို့လုပ်နေတဲ့ပွဲတော်မျိုးကတစ်ခါမှမမြင်ဘူးဗျာ။အရှင်မကကျုပ်ကို သူ့ဘေးနားမှာခေါ်ထားလိုက်တယ်။အရှင်မလို့သာခေါ်ပေမဲ့သူ့အသက်ကအလွန်ဆုံးရှည်လာ20 25နှစ်တယ်ဗျာ။ချောတာကတော်တော်ချောတယ်ဗျာ။အသားရည်ကလည်းဝင်းအိတ်နေတာပဲ။ထထမိုးတို့နာနာလိုင်းတို့လှတယ်ဆိုတာဒီကင်ယမဒီအရှင်မကိုဘယ်မှီမလဲဗျာနတ်မောင်နေတဲ့သဘင်ကြီးတွေက တကောက်ကူတော့ရှိမှန်းထင်တာဗျအဲ့ဒီတော့ကကျုပ်ကကလေးဆိုတော့ဘာသိမှလဲဗျဒီမိုင်းတော်တော်လှတယ်ပေါ့ကျုပ်တခုထူးသန်းနေတာရှိတယ်ဗျအဲ့ဒီကတော့ဒီမကြီးကအသက်ငယ်ပြင်မှသူ့နာလူတွေကြည်လိုက်ရင်အဖိုးကြီးအဖွားကြီးတွေကြီးပဲအဖိုးကြီးအဖွားကြီးတွေကဒီအရှင်မကိုယူသူသည်ဆက်ဆံကြတယ်တချို့ဆိုရင်လက်အုပ်တွေပါချီနေသေးတာဗျပွဲစားမယ်လဲဆိုတော့ကျွဲကြူကြီးတွေကိုဒုံဘူးနဲ့မှုန့်ကြတယ် ဖားစီကြီးကိုလည်းဒဒိန်လေးနဲ့တီးပြန်တယ်။အရှင်မနဲ့တခြားလူကြီးတွေကဂုံးကမှုလေးတစ်ခုပေါ်တက်လိုက်ကြတယ်။ကုန်းပေါ်ကနေကြည့်ရင် အောက်ကကွင်းကြီးရဲ့မီးဘုံကြီးရဲ့အတိုင်းသားမြင်ရတယ်။ကွင်းကြီးထဲမှာလူတွေကို ပြုတ်သိမ့်နေတာပါဗျာ။အဖြူအောင်ဝတ်ထားတဲ့လူတွေကအဖြူအောင်ချင်းစုဝေးပြီး အနီအောင်ဝတ်ထားတဲ့လူတွေကတစု အနှံ့အောင်ဝတ်ထားတဲ့လူတွေကတစုနဲ့ဗျ။ကြည့်ရတော့လှောင်လှနေပါသေးတယ်ဗျာ။အရှင်မကမတက်ရက်ပြီးတော့မီးဘုံကြီးထဲကို မိဘသားလိုလိုအလင်းလုံးကြီးနဲ့ပြစ်ပေါက်လိုက်တာမိဘုံကြီးကဟုံးနေထားတောက်ပြီးပုံဝင်ညတခင်လုံးလင်းထိန်သွားတော့တယ်မိဘုံကြီးကမိတော်မိနှံကြီးတွေကလည်းထန်းတစ်ဖြာလောက်ထိကိုမိနှံတွေထိုးတက်နေတယ်ဗျာပြီးတော့ねလူတွေကပုံစံမျိုးစုံနဲ့ကာဟုန်ကြတယ်ကိုင်းတန်းရှိသမျှလူတွေအကုန်ကတာဗျာသူတို့ကိုကြည့်နေတဲ့ကြောက်တော်မှတဖြည်းဖြည်းကာချင်လာတာဘေးနာကြည့်လိုက်တော့လေအကုန်လုံးကတယောက်တစ်မျိုးစီကိုင်းနေအောင်ကာနေကြတာဗျာ ်နေကြတဲ့တေးသံတွေကလည်းစိတ်ကိုမြူးကြွစေတယ်။အာလုံးကောက်ခုန်နေကြတယ်ဆိုတော့နောက်ဆုံးကျုပ်ပါဝင်ပြီးကောက်ခုန်နေမိတယ်။မြို့ကြီးပြည်နာကကောက်ခုန်နေရင်တဖြည်းဖြည်းနဲ့ညှိနှက်လာတယ်ဗျ။တကောင်အရောက်မှာတော့ကောက်ခုန်နေတာကိုရက်လိုက်ကြတယ်။အရှင်မကနေပြီးဇလုံးတစ်လုံးကိုအရာတစ်ခုကိုယူလိုက်တယ်။အရှင်မကနေပြီးဇလုံးတစ်လုံးလို့အရာတစ်ခုကိုယူလိုက်တယ်ဇလုံးဆိုပေမဲ့ကျွေးတွေဖန်နေနဲ့လှုပ်ထားတာမဟုတ်ဘူးဗျ အုံမခွက်လိုအရာမျိုးနဲ့လှုပ်ထားလာအရွယ်စားကဘောလုံးတစ်လုံးသာလောက်ရှိမယ်တကယ်လို့ဓာကြီးကအုံမခွက်ဆိုရင်အုံသီးကြီးကလည်းတော်တော်ကြီးမြတ်ပုံမဲလို့တွေးမိတယ်အရှင်မကအဲ့ဒီခွက်တွေကိုဗဇက်တွေကအကြီးကိုအန်ချလိုက်တယ်အကြီးတွေကနိုးရီလိုဖြူဖြူကြီးပြအဲ့ဒီအကြီးတွေကိုဘေးကအဖွားကြီးကိုပေးလိုက်တော့အဖွားကြီးကအကြီးကိုအာစွတ်တယ်ဆူယုံလေးတောက်ပြီးအဖိုးကြီးတယောက်ကိုလက်ဆင့်ကမ်းလိုက်ပြန်တယ်အဖိုးကြီးကလည်းအရှင်မအန်ထားတာတွေကိုတောက်နေဗျာ ျုပ်ဖြစ်ယွန်လိုက်တာပြောမနေပါနဲ့တော့ကျုပ်ကိုအဲ့ဒါကြီးတိုက်မလားဆိုပြီးတွေးပုံနေမိတာဗျာကျုပ်ထင်တဲ့အတိုင်းပါပဲအဟိုးကြီးပွားကြီးတွေကအဲ့ဒီကွက်ထဲကအံဘတ်တွေကိုတောက်ပြီးတော့ကျုပ်စီကိုလှမ်းပေးတယ်ကျုပ်ကဂရုငင်နဲ့ယူလိုက်ရတယ်ဗျာကွက်ထဲကိုငုံကြည့်လိုက်တော့ခုနကအံဘတ်ဖြူဖြူရေးဂျားထဲမှာခရုခွန်တွေလူလူဟာတွေလူမျက်လုံးကိုမျက်လုံးကြီးတွေလည်းပါတယ်ကြီးလိုက်တာနဲ့အန်ချင်စရာကြီးဗျာ အရှင်မကကျုပ်ကိုအဲ့ဒီအရေးကိုမောတော့ဖို့ပြောတယ်ကျုပ်တွန်းဆုံနေခြင်းနေတဲ့အချိန်ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကတကောင်ကြီးတလက်ကိုဆွဲထုတ်ပြီးကျုပ်ဇက်ဘူးနာမှာအသင်ထောက်ထားလိုက်တာဗျာဒါမတော့ရင်ဓာတ်နဲ့ခုတ်မယ်ဆိုတဲ့သဘောမျိုးဗျကျုပ်ကလည်းလူရဲဗျကိုသေးမှာတော့ကြောက်တယ်ကရင်ကြီးရဲ့ဓာတ်ကိုတစ်ချက်ကြည့်လိုက်ရင်ဒီဟာတွေကိုသူတို့တော့သူတို့အာဆွေုံလေးတောက်လိုက်မယ်ဆိုပြီးတွေးမိတယ်ခွက်ကူဗဇက်နာကတ်လိုက်တဲ့အချိန်မှာ အဖွားစိုးရဲ့အတံကိုကြားရတယ်။ချို့ရောဟိုလူလူရောအကုန်လမ်းဖြန့်သွားတယ်။အဖွားစိုးကဘယ်ကနေဘလို့ပေါ်လာမှမသိဘူးကွာ။သူ့ဘုန်းနေကြအတိုင်းရင်ဘုံအင်းကြီးလက်ရှိနဲ့အောက်ကအပွင့်ပြောက်တွေပါတဲ့ထမိန်တထဲကိုဝတ်ထားတယ်။အရင်ကအပြင်သွားရင်တောင်ဝင်းကလေးထောက်ပြီးသွားတဲ့အဖွားစိုးကအခုကျတော့တောင်ဝင်းမပါတော့ဘူးကွာ။အဖွားစိုးရဲ့ခြေတော်များပြန်ကောင်းသွားတာလားလို့တွေးလိုက်မိတယ်။အဖွားစိုးကအရှင်မကိုကြည့်ပြီးကရင်လိုပြောတာဗျာ။ ျုပ်ဘဝမှာအဖွားသောကင်းရင်လို့ပြောတာတစ်ခါမှမကြားဘူးမမြင်ဘူးခဲ့ဘူးအဖွားသောကကင်းရင်လည်းမဟုတ်ဘူးလေသူတို့ကဗမာစစ်စစ်တယ်အခုတော့ဘယ်လိုလုပ်ပြီးကင်းရင်လို့ပြောတတ်ပါလိမ့်တန်တော့အဖွားသောကကင်းရင်ရရားထဲနေပြီးကင်းရင်စကားပြောတတ်ဝင်ရတယ်ဗျကျုပ်တို့မသိအောင်ရှို့ထားတာနေမှာလို့ပြေးမိလိုက်အရှင်မကအဖွားသောကိုသိတယ်ဒီကိုဘာလာလောက်တာလဲဆိုပြီးကင်းရင်လို့မေးတာဗျ အဖွားဆုံးကကျုပ်ကိုလက်ညှိုးထိုးပြီးဒီကလေးကငါမြည်လေးပါအေးငါသူ့ကိုပြန်လာခေါ်တော့ပါအေးအရှင်မကဘာမှမပြောခင်ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကဟုတ်ပြဒီကောင်လေးကဒီနေရာကိုရောက်သိလို့ရောက်လာခဲ့တာပဲသူ့ကိုပြန်မပေးနိုင်ဘူးအရှင်မကလည်းကျုပ်ကိုပြန်စီခြင်းမမရဘူးဗျာသူက ရှေ့နှစ်ကကြာရင်ကိုရင်ဝေါ်ရမှာအေးငါနဲ့ပြန်လိုက်မှောက်ဖြစ်မှာအေးမပေးဘူးဗျာမပေးဘူးဒီဟာကိုရောက်တော့မှဒီတိုင်းပြန်ထွက်သွားလို့မရဘူးအဖွားဆုံးကခေါင်းတညင်းညင်းနေဗျာအေးဒါဖြစ်လဲပြီးတာပဲ ဒီလိုလုပ်ပါလားဒီကောင်လေးကိုနင်တို့ဖမ်းထားကြည့်လေနင်တို့ဖမ်းလို့ရရင်နင်တို့စီခေါ်ထားပေါ့ပြင်ကြီးကကြုတ်ကိုအနောက်ကနေတိုင်းဖက်လိုက်တယ်ဒါပေမဲ့သူ့လက်တော့ခံခံကြီးတွေကကြုတ်ကိုမဖတ်မိပဲနေကိုဖတ်လိုက်သလိုမျိုးဖြစ်သွားပါလေရောပြင်ကြီးကမယုံလို့နောက်တော့တစ်ခေါက်ထပ်ဖက်ကြည့်တယ်သူ့လက်တွေကကြုတ်ကိုလုံးကိုဖြတ်ချသွားတာဗျပြင်ကြီးကမကျင်တတ်သေးဘူးအနောက်ကိုချီလန်းနှစ်နှမ်းဆုပ်ပြီးကြုတ်ကိုပြေးခုံအောင်တယ် သူကုန်အောင်လိုက်တဲ့အချိန်ကျုပ်ကိုလူတယောက်ကဘေးကိုဆွဲရွှေ့လိုက်သလိုခံစားလိုက်ရပြီးကျုပ်ကဘေးကိုသုံးပေလောက်ရွေ့သွားတယ်ခုံးလိုက်တဲ့ခင်ကြီးကတော့မြေကြီးနဲ့မိတ်ဆက်သွားတာပေါ့ဗျာခင်ကြီးကမကျေနပ်ဘူးလူလဲထပြီးတော့ဘေးနားလူတွေကိုအော်ပြောရင်ကျုပ်ကိုဖမ်းခိုင်းပါလေရောဘေးနားကအဖိုးကြီးတွေဖွားကြီးတွေပဲကျုပ်ကိုဝိုင်းဖမ်းကြတယ်လူဆယ်ယောက်လောက်ဝိုင်းဖမ်းတာတော့ကျုပ်ကိုဖမ်းမမိပဲဖြစ်နေတယ်ဗျာဟိုလူကဖမ်းလိုက်ဒီဘက်ရောက်လိုက်ဒီလူကဖမ်းလိုက်ဟိုဘက်ရောက်သွားလိုက်နဲ့ ကျုပ်ကိုလိုက်မှန်းတဲ့သူတွေအကုန်အယူကြီးတွေဖြစ်နေတော့တာနောက်ဆုံးမောဟိုက်ပြီးတော့မြေပေါ်ပလက်လန်လဲကုန်ကြတယ်အဖွားဆုံးကခါထောင်းရင်မင်းတို့မောဟုံညာပြီမဟုတ်လားငါပြောသားပဲဒီကလေးကဒီနေရာနဲ့မတန်ပါဘူးမင်းတို့တူအားလုံးဝိုင်းဖန်လဲဖန်လို့မရမဲ့တူတူငါပဲပြန်ခေါ်သွားမယ်ကရင်ကြီးကကုန်းထလာပြီးတကောက်ကျူဆွဲထုတ်လိုက်တယ်အရှင်မကကရင်ကြီးကိုလက်ကပြလိုက်ရင်ထားလိုက်ပါသူ့ကိုတွားခွင့်ပေးလိုက်ပါအရှင်မကျိုးလို့စီရောက်ပြီးမှ ထွက်သွားရလို့ဘယ်ရမလဲဒီလိုထွက်သွားရုံထုံးစံမှမရှိတာအရင်ကမရှိပေမဲ့အခုတော့ရှိပါစေတော့ကဲအွားစောသူ့ကိုခေါ်သွားတော့အရှင်မကကျုပ်ကိုကြည့်လိုက်ပြီးကောင်းလေးမင်းနောက်ဆိုရင်အဲ့လိုမလုပ်ပါနဲ့တော့အွားစောကကျုပ်ကိုခုံကိုလက်နဲ့ကန်ပြီးရွာလန်းတိုင်းပြန်လျှောက်လာခဲ့တယ်ကျုပ်ကိုနောက်မှလည်းကရင်ကြီးကမှုန်လေးလေးယုံနေလိုက်ပါလာတယ်အွားစောကလည်းကျုပ်ကိုအဲ့ဒီလိုမလုပ်ပါနဲ့ဆိုပြီးထပ်ပြောတယ်ဘာကိုမလုပ်ခံလဲဆိုတော့ကျုပ်လည်းသေချာမသိတာအမှန်ပဲ။ ရွာဝင်သာအကြကြီးရှောက်ရတယ်ထင်ပေမဲ့ရွာထဲကပြန်ထွက်တော့ခဏလေးပဲဗျအဖွားဆုံးကကျုပ်ချိကျုပ်ရှိကနေအရင်သွားတယ်ရွာဝင်တရားကလေးစီရောက်သွားတော့အဖွားဆုံးကတရားပေါ်ကနေလှစ်ကလင်းဖြတ်ကူးသွားပါလေရောတပတ်ကန်ကနေကျုပ်ကိုလက်လံပြီးကြိုတယ်အနောက်ကလိုက်လာတဲ့ကရင်ကြီးကလည်းသူမကူးတော့ပဲကျုပ်ကပဲကူးသွားလိုက်ဆိုပြီးတော့ပြောတယ်ဗျကျုပ်လည်းဝါတရားလေးကိုဖြတ်ကူးလာခဲ့ရင် တရားလေတော့ရောက်တော့အနောက်ကတျော့ျော့တွန်းချလိုက်သလိုမျိုးခံစားရပြီးစမ်းချောင်းကလေးတွေဝုန်းနှင်းပြုတ်ကျသွားတော့တယ်ကျုပ်လန့်ပြီးထအောင်မိတယ်ညလုံးဖွင့်ကြည့်လိုက်တော့တာနာဘေးမှန်ထဲမှာရောက်နေတာကျုပ်ဝင်းသားမှာရေဘူးလေးကလည်းနေလို့ဒါဆိုကျုပ်တုံတွေ့ခဲ့ရတာအိမ်မမနေတာဖြစ်မယ်တာနာဘေးမှန်ကြီးကထွက်လာခဲ့ပြီးကောင်းငင်ကိုကြည့်တော့နေကမုန်းတော့မတည့်သေးဘူးဗျ၁၇နိုင်လောက်ပဲရှိဦးမထင်နဲ့ ကျုပ်ခဏလေးအိပ်ရွတ်သွားတဲ့အချိန်မှာအိမ်မက်ရှည်ကြီးမတ်နေတယ်လို့ထင်မိတယ်။ဒါနဲ့ပုံကြီးเจ้าဘက်ကိုပြန်ပြေးလာခဲ့တယ်။တပည့်စီလဲနေတဲ့ဦးစင်းတယောက်ကကျုပ်ကိုတွေ့တော့လန့်သွားတယ်။အဲကောင်ငလင်းမင်းဘယ်လိုလျှောက်သွားနေတာလဲကောင်။ဦးစင်းကဒေါသတကြီးနဲ့អော်တာဗျ။ကျုပ်ရဲ့ဦးစင်းဒီလောက်ဒေါသထွက်လိမ့်မယ်မထင်ဘူး။เจ้าကိုလှူလိုက်တဲ့ဘိန်းမုံတွေကိုကူးစားတာတိသွားလို့များဆူလာလာပေါ့။တပည့်တော်ဘယ်မှမသွားပါဘူးခင်ဗျာ။ ဆုံးမပြန်လာရင်မောတာနဲ့တာသနာဘိမှာအောက်မှာသွားအိတ်နေမိတာမင်းဘာတွေလျှောက်ပြောနေတာလဲမင်းပြောင်းနေတာသုံးရကြော်ပြီဆိုတော့မင်းသိရလားဦးစင်းပြောတာကျုပ်ဖြစ်ယုံတော်မယုံနိုင်ဘူးဗျာဦးစင်းကအကြောင်းပဲလှည့်ပြီးငလင်းဒီမှာဟေးလို့အော်လိုက်တော့အကြောင်းပေါ်ကဦးစင်းနေကိုရင်တွေကျုပ်ကိုအကြောင်းသားတွေပြေးဆင်းလာကြတယ်အကြောင်းသားလေးတယောက်ကတော့ရွာထဲပြေးထွက်သွားတယ်ဗျာသူတို့ကကျုပ်ကိုတယောက်တစ်ပေါင်းနဲ့ဝိုင်းမိကြတယ်တကယ်ပဲကျုပ်ပြောက်သွားတာသုံးရရှိပြီဆိုလဲ ကျောက်ကတော့ဘိမုံတွေစားပြီးခဏလေးအိတ်လိုက်တာဗျာဘယ်လိုလို့သုံးရကြသွားလဲဆိုတာနားမလည်တော့ဘူးမကြခင်အဖွားကကြောင်းထဲကိုပြေးဝင်လာတယ်ကျုပ်ကိုတွေ့တာနဲ့ဖတ်ပြီးငူတော့တယ်ဗျာသူတို့ပြန်ပြောတာကတော့ကျုပ်ကိုရှာတာနှံ့နေပြီဆိုရဲ့တကြောင်လုံးပတ်ရှာပြီးတယ်လို့တရွာလုံးလည်းနှံ့နေပြီရွာနင်းချုံဆက်ကစမ်းကြောင်းတွေရေကန်တွေထဲလည်းရှာပြီးပြီဆိုရဲ့နောက်ဆုံးဘယ်မှမတွေ့တော့လို့လက်လျှော့လိုက်ရတာလည်းဗျာ အဖွားကနဂရောမိအောင်ကိုတော့သွားမေးသေးတယ်နဂရောပြောတာကဘုန်းကြီးကျောင်းရဲ့အရှိအရှိဘအရမ်းမှရှိတယ်လို့ပြောတယ်နောက်ဆုံးကြံရမရတော့လို့အဖွားစောကိုသွားပြောပြတော့မှအဖွားစောကဘာမှမဖြစ်ပါဘူးပြန်တွေ့မှပါလို့ပဲပြောတယ်ဆိုပဲကျုပ်ဖြစ်ဒီဖြစ်ကိုမတွေးမိတတ်အောင်ပဲနောက်ဆုံးရဲရွာလူကြီးတွေရှေ့မှာကျုပ်တွေ့ကြုံခဲ့ရတဲ့အဖြစ်ကိုအကုန်စင်ပြောပြလိုက်ရတယ်လူကြီးတွေပြောတာကတော့ကျုပ်ကိုနှက်ဖွက်တာလေဗျာ တချို့ကလည်းအတူတကယ်ရွာအပေရွာကြီးကိုရောက်သွားတာလို့ပြောတာကျုပ်ကတမင်းအိပ်ပြီးအိမ်မက်မက်နေတာပဲထင်သွားပြအဖွားကကျုပ်ကိုဆုံးမတယ်နောက်ဆိုရင်ဆရာတော်တန်ဃာတော်တွေကိုရီမှန်းပြီးလှူဒန်းလိုက်တဲ့အစားအစာတွေကိုအဲ့လိုကိုးဖွက်ပြီးဦးဖျားဖျားမစားဘူးနဲ့စားချင်ရင်တော့မှဦးစင်းလေးကိုပြောပြီးမှစွန့်မှစားဖို့လို့ပြောတယ်ဗျကျုပ်ပြန်စဉ်းစားမိတော့ကျွဲနှက်ကောင်ရွာကအရှင်မပြောလိုက်တာလေဒါဖြစ်မယ် ကျုပ်ကနောက်ဒါမျိုးမလုံးနဲ့တော့ဆိုပြီးမှားလိုက်တယ်မို့လားတကယ်လို့လားနှက်ပွက်ခံရတာအတူတကယ်ရောကို ရောက်သွားတာမှန်ခဲ့ရင်ကျုပ်ဒီဘက်လောကကိုပြန်ရောက်လာတာအဖွားဆုံးကယ်လို့ဗျကျုပ်မြင်တဲ့အတိုင်းအဖွားကိုပြောပြပေးမယ်အဖွားတော့မယုံပါဘူးဗျဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတဲ့အစောကသူ့အိမ်မှာသူနေနေတာဘယ်လိုလုပ်ပြီးအဲ့ဒီကိုရောက်သွားရမှာလဲတဲ့ဗျဘယ်သူပြောပြောကျုပ်ကတော့ယုံနေဗျအဖွားဆုံးကျုပ်ကိုကယ်တင်ခဲ့တာဒါကတော့ကျုပ်ကမှတကယ် ဖြစ်ခဲ့ဘူးတဲ့အဖြစ်မှန်တစ်ခုပေါ့ဗျာဒီအကြောင်းတွေပြန်တွေ့တိုင်းကိုထိမနေ့တနေ့ကအဖြစ်ပြက်တွေကိုခံစားနေရတော့မှာပဲဒါကလည်းအဖွားဆုံးနဲ့ပတ်သက်တဲ့အမှတ်တရတွေအများကြီးတွေကတစ်ခုဆိုပါတော့ဗျာဇလန်းလေးကတော့ပြီးပါပြီချိန်ပေးပြီးနားထောင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်